ဖရာရှင်45ပါးကာလပလွန်ဟောကြားတော်မူခဲ့သောတေသနာတော်များကိုပိဋကတ်တော်ဟုခေါ်ပါသည်။ရှင်ပိဋကတ်သို့ရှင်ပိဋကတ်တော်သည်ဝိနည်းပိဋကတ်သောတန္တပိဋကတ်ပိဋကမပိဋကတ်ဟု၏ပိဋကတ်3ပုံရှိပါသည်။ထို့ပိဋကတ်3ပုံတို့တွင်ဝိနည်းပိဋကတ်ဟုသည်ဝိနည်းပိဋကတ်ကိုယဟန်တို့လိုက်နာရာစီကံများတိခါဘုတ်ပြပြဆွနိုင်သည်။ ဝိနည်းနာမသာသနာတအာယုဝိနည်းတိသာသနာတော်၏အသက်ဟုဆိုထား၏ဝိနည်းပိရကတိမြတ်စွာဘုရားရှင်ကယဟန်များယဟန်မှများလိုက်နာကျင့်သုံးသောတိယံပြည့်ညတ်တော်မူခဲ့သောဝိနည်းသိက္ခာပုံများဖြစ်သည်ထောသိက္ခာပုံတို့တွင်ဘေကုပါတိမောင်း၌ပါရှိသော229သိက္ခာပုံ ရခုနေပါရမ313 313သိခပုံများပါဝင်တဲ့သို့အခြားဝိနည်းဆိုင်ရာအချက်လက်များကိုလေးဤဝိနည်းပြည့်တဲ့ခေါ်ဝိနည်း၅ချက်တွင်ဟောပြပါရှိပါသည်ပိုင်းခြားကတ်တဲ့ခြင်းဝိနည်းပြည့်တဲ့ကိုသင်္ကန်းတင်သောပုံစံဖြင့်ဘိက္ခုဝေပင်ဘိက္ခုနေဝေပင် မာဝဆုလဝပရိဝါဟုယေပိုင်းခြားပြီးကျမ်းစာနေပြန်ပါရဇိကံပါစေမာဝမဟာဝဆုလဝပရိဝါဟုယေပိုင်းခြားထားကြသည်သို့သောဝိနိပိတကအာကျမ်းစာပြန်ပိုင်းခြားရတဲ့ကွဲပြားကြသည်ရှင်ဘုရဂောတအလိုအဖျင်ပါရိမောက္ခနှမျိုးဥပတော်ဝိပင်ကခန္ဓာကနဲ့ပရိဝါဟုယေပိုင်းခြားသည် တောရာတင်ပါရိမခသည်ဥပရောဝိပင်ကတင်ပါဝင်သောကြောင့်အစင်အဆက်အရာဥပရောဝိပင်ကခန္ဓာကနှင့်ပြိဝါဟူ၏တိခါပုံများကိုတုတ်တဟူ၍ခေါ်သောကြောင့်တုတ်တဝိပင်ကဟူလီခေါ်ဆိုကြသည်ဝိနိပိရကကျမ်းများဝိနည်းပိဋကကျမ်းများဝိနည်းပိဋကကိုမြန်မာနိုင်ငံနဲ့ဆောင်းထုတ်ဝေသောပုံစံအရကျမ်းငါးချက်အဖြစ်ခွဲခြားနိုင်ပြီး၎င်းတို့မှာပါရာဇိကံအကြီးစားလွန်ကျွမှု ြင့်မှုခြင်းများပါစေအငဲစားကျူးလွန်မှုမဟာဝဘူမြားပြသောရှေးပိုင်းခန္ဓာက10ပါးသုလဝါ4ပါးသောနောက်ခန္ဓာက12ပါးပရိဝါရှေ့တွင်ပါရှိသော အကြောင်းအရာများကိုသူယခွဲပုံစံဖြင့်အမေးအဖြေတာမကဗဟေလိသဘောမျိုးဉာဏ်ဆန်းမြတ်ပါဝင်သလိုဆရာအစံသက်ဘွဲ့နာမည်များလည်းပါဝင်သည်အခြားဤအရာခွဲခြားပုံမှာ သောတာဝိပင်ကသို့မဟုတ်ဥပရောဝိပင်ကခန္ဓာကပြိဝါဟူ၍ဖြစ်ပါသည်ဤပိုင်းခြားသည့်ဤကို ကြံငါကြံခွဲနည်းနှင့်ရှင်းလင်းဖော်ပြရလျက်သောတာဝိပင်ကသည် ပါရိမောက္ခကိုခေါ်ဆိုသောဘေကုဝိပင်ကနှင့်ဘေကုနေဝိပင်ကတဏှာပြန်ပါရဇိကံနှင့်ပါစေတို့ကိုပေါင်းဆက်ထားသည်ခန္ဓာကအာမာဝကခောဝိနိမဟာဝါနှင့် ဇလဝကကောဇလဝံတို့နှစ်ခုပေါက်ဆက်ထားကပရိဝါကျမ်းမှာအတူတူဖြစ်သည်သောတံတပိတကေဟုသည်သောတံပိတကေသည်ဝိနည်းတတဝါတို့၏ဆရာ၏ဝါသနာကိုလက်၍လူအများသိရှိနားလည်လွယ်သောဘဝရများကိုအခြေခံကဟောကြားထားသောတရားတော်များဖြစ်သည်မိမိအကျိုးစီးပါးသူတော်ဘာအကျိုးစီးပါးလောကီအကျိုးစီးပါးလောကုတ္တရာအကျိုးစီးပါးတို့ကိုပြုတ်တဲ့ ပြတ်တဲ့တော့ကြောင့်လကောင်းဝိနည်းသတ္တဝါတို့၏တဘောအနုအိရှင်းနှင့်လျောစွာဟောတော်မူသောကြောင့်လကောင်းသုတ္တမြည်၎င်းသုတ္တကိုပင်သုတ္တန္တသုတ္တံဟုခေါ်သည်သောတကံပေသုတ္တံပေရကဲ့သည်ဝိနည်းသတ္တဝါတို့၏ဆရိုက်ဝါသနာလိုက်၍လွယ်မြတ်သိရှိနားလွယ်လေသောဝါရမြတ်ကိုအခြေခံကဟောကြားထားသောတရားတော်များဖြစ်သည် သောတသည်တမြင့်ချီပန်းသေးတံပန်းသေးကျုပ်ဟုတည်းရဲ့အနတ်အဘယ်ရရမြတ်စွာဘုရားဟောကြားတော်မူခဲ့သောဓမ္မဒေသနာတို့ဟာဖယောဖယဲမရှိရအောင်တည်ကုံပေးထားသောကျိုးသဖွယ်ယူဆနိုင်သည်သောတံပိတကကိုဒေသနာဘေဒစသည်ဖြင့်ဝေဖန်ရသောအာနာဒေသနာဝရဒေသနာပရမတ္တဒေသနာဟုတ်၍ဒေသနာအပြတ်သုံးပါးရှိရသည် ဩဘမဥပမေယဂါထာဆောင်လိယပုံဝှထုတတ်သေးတရကသတိတို့ဖြင့်တင့်တယ်လို့စီစဉ်ရဲ့ကြာနာရသူတို့နားတဲ့လွယ်မြေစကလုံးတွေကို သုံးဆွဲ၍အဟောများသောကြောင့်ဟောရတာဒေသနာမျိုးဖြစ်သည်ပရမထတို့ကအကြောင်းအလျောက်သာဟောကြားတဲ့နေရာများရှိတော်လီ၎င်းတို့မှာနေပါလတဲ့ပြင်ပရမတ္တဒေသနာကိုခေါ်ဆိုခြင်းမပြုချေ ယထာပရာရသာသနာယထာနှလုံးမသာသနာယထာဓမ္မသာသနာဟူ၍သာသနာအပြတ်သုံးပါးရှိရာတွင်မြည်သည့်ယောဂဖြစ်ပေါ်လာလျင်မြည်သည့်ဆေးဖြင့်ညီကဲ့သို့ကုသရမည်ဟုအနာနှင့်ဆေးကပ်အောင်ကုထုံးကုနေတဲ့တကဝချေချေမြင့်မြင့်ဖော်ပြရထားသောဆေးကြံကြီးကဲ့သို့တတဝရိအလိုဆရာဝါဒနာစသည့်အခြေအနေအလိုက်အခြေအနေနဲ့ဟမိယအံကြဟောကြားထားခြင်းဖြစ်သောကြောင့်ယထာနုလောမသာသနာဟုဆိုရခြင်းဖြစ်သည်။ သဝရသဝရကထာတေတိဝိနိဝေထဏကထာနမရူပပရိစေတာကထာဟူ၍ကထာအပြသုံးပါရှိရာ62ပါသောဒေတိတို့ပပြအောင်ဖြင့်ရှင်းဤတို့ကိုဟောကြားရာဖြစ်သောကြောင့်ဒေတိဝိနိဝေထကထာမိအတိတိလသိက္ခာအတိစိတ်တသိက္ခာတိပညာသိက္ခာဟူ၍သိက္ခာအပြသုံးပါရှိရာတမာတိအရာဖြစ်သောကြောင့်အတိစိတ်တသိက္ခာမိ ဝိတေကမဗဟံပရိယုဌာဏဗဟံနုတယဗဟံဝိယဗဟံအပြတ်သုံးပါးရှိရာသမာရိတိပရိယုဌာဏကိလေသာယစံကြံပါသိသောကြောင့်ပရိယုဌာဏဗဟံမိဓမ္မစကြသောအနတ္တလက္ခဏသောပရိစ္ဆသမုပ္ပတုတ်မာတတိပဋ္ဌာဏတုတ်တော်များသည်သောတံပိဋကတ်တွင်ပါဝင်ပြီးကျမ်းအပြင်သောတံစပိုးကျမ်းရှိပြီးဟောအားရခြင်းဖြင့် သောတံဟောသောဝါရတိသတ္တန္တဟုသောပါဠိမှာဆင်းသက်လာသောပါဠိတဝါရဖြစ်ပေသည်ယင်ဝါရကိုယင်ဝါရကိုသတ္တအန္တဟုပုတ်ခွဲရသည်အိနအန္တတရမအနတ္တိပဲလုံးဝမရှိရိုးစူကောင်းယွန်စကားလာယွန်သာဆက်တွဲထားသောပုတ်ဖြစ်၍ သောတသဒ္ဓာဤအနတ်အဓိပ္ပာယ်ကိုသာအနတ်အဓိပ္ပာယ်ကိုသာဤအမျိုးမျိုးဖြင့်ဉာဏ်ပတ္ထယဖြတ်၍အထာဂတာ၌ဖွင့်ဆိုရေးသားခဲ့လေသည်ဖွင့်ဆိုပုံမှာမိမိအကျိုးသူတစ်ပါးအကျိုးမြတ်အကျိုးတမလွန်အကျိုး လောကီအကျိုးလောကဓာတ်အကျိုးသတိတို့ကိုကြတဲ့တော်ကြောင့်သောတမြည်လေသည် ဝိနည်းတို့၏အလိုအစ္ဆတရားနှင့်လည်လျောညီညွတ်သောအနတ်အကြောင်းအရာတို့ကို ကောင်းမွန်တိကျစွာဟောကြားထားရာပိဋကဖြစ်သောကြောင့်သောတ္တမိကောက်ပင်သည်စံစဘအနိအနတ်တို့ကို ဖြစ်ပေါ်တိုးပါစေတဲ့ကဲ့သို့တတ္တဝါတို့၏အကျိုးစီးပွားကိုဖြစ်ထွန်းစေတတ်သောကြောင့်သောတ္တမိမိခင်နာမသည်မိမိ၏သာသမီဖြစ်သည့်နွားငယ်ကလေးများတို့၏ကိုယူချပြီး၍တိုက်ကြည့်တဲ့ကဲ့သို့ ဝေနယတ္တဝါတို့ဟာအကျိုးကျေးဇူးထူးထူးကိုယူချပေးတတ်သောကြောင့်သောတာမြည်၏အကျိုးစေဘာတို့ကကောင်းသာဆောက်ရတတ်သောကြောင့်သောတာမြည်၏လတ္တမဆရာစီတမြင်ချီတမြင်ကြိုးချတမြင်ကြိုးချပြီးမှရင်းမြင်းကြောင်းအတိုင်းမတိမ်မဆောင်စေပဲတည်ရွေခြင်းဖြတ်တာခြင်းစသည်ပြည့်ရသည့်နိတုသောတံဒေသနာမြင်းကြောင်းနှင့်မတိမ်မဆောင်စေမူ၍ ကြင်ကြံကြရသည်ဖြစ်ရကလတ္တမသုံးတမင်းရှိလတ္တမသောတမင်းကျွနှင့်အလားတူသောကြောင့်၎င်းတပွဲစီတိချနေသော ပပွဲများသည်ပန်းတီကျွဖြင့်တီကုံဖွဲ့နှောင်ထားအပ်သောဖယောဖယက်ပြန်ကြဲခြင်းမရှိတဲ့ကဲ့သို့ဖယားရှင်ဟောကြားအပ်ခဲ့သည်အနတ်အတိဘယ်အကြောင်းချင်းရာတို့ဖယောဖယက်မရှိရလေအောင်သုတ်တံပြတဲ့ကဲ့ပြန်စူစီတီကုံထားအပ်သည်ဖြစ်၍ ပန်းတိချီပန်းတိကျွန်းနဲ့အလားတူသောကြောင့်၎င်းသောတ္တမြည်ဤနိကေ၅ရက်သောတ္တကံသောတ္တံပိရကတ်တွင်နိကာယတဏိနိကေ၅ရက်ရှိသည်ဒီကနိကေ၃ကျန်းမဇ္ဈိမနိကေ၃ကျန်းသယတ္တနိကေ၅ကျန်းတဏိဟောကြားဟောကြားသည့်အကြောင်းအရာနာကြသည့်ပုဂ္ဂိုလ်စသည်ဖြင့်ဆက်ဆက်မှုရှိသောသုံးများကိုအခန့်ကဏ္ဍအလိုက် ခွဲခြား၍ဆွေးထားသောအစိုးဝေး အင်္ဂေါတရနိကေ70ကျင်းခောရကနိကေ55ကျင်းဒီကနိကေ3ကျင်းမေဇိမနိကေ3ကျင်းတန်ရွတ်နိကေ5ကျင်းအင်္ဂေါတရနိကေ55ကျင်း70ကျင်းခောရကနိကေ55ကျင်းစုစုပေါင်း38ကျင်းဖြစ်သည်ဒီကနိကေ3ကျင်းမှာအတိလက္ခဏဝဂမဟာဝဂပါဋိယဝဂတို့ဖြစ်ကြသည် မေဇိမတိကေတောကြမှာမူလပန္နာသမေဇိမပန္နာသဥပရိပန္နာသတို့ဖြစ်ကြသည်တန်ယုဒ္ဓနိကေတန်ယုဒ္ဓနိကေငါချမ်းတို့မှာတက္ကရာဘကတန်ယုတ်နိဒနာဘကတန်ယုတ်ခန္ဓာဘကတန်ယုတ်တလာယနာဘကတန်ယုတ်မဟာဘကတန်ယုတ်တို့ဖြစ်ပါသည်အင်္ဂုတ္တဆယ်တချမ်းဟုသည်မှာ အင်္ဂရတပါဠိတော်ဧကကနိဗ္ဗတ်ဒုက္ခနိဗ္ဗတ်တိကနိဗ္ဗတ်သတ္တကနိဗ္ဗတ်ပင်စကနိဗ္ဗတ်သကနိဗ္ဗတ်တတကနိဗ္ဗတ်အထကနိဗ္ဗတ်နဘကနိဗ္ဗတ်ဒတကနိဗ္ဗတ်ဧကဒတကနိဗ္ဗတ်တို့ပါဝင်သည်ခောရကနိကေ7ကျမ်းဟူသည်မှာခောရကပါထဓမ္မပဒဥဒ္ဒနာဣတိယုတ်တကသောတ္တနိဗ္ဗာတဝိမာနဝုထုဘေဒဝုထုထေရကာရထေရီကာရဇာတကအဲ နေဒေတာပရိသမေတာမကအပါဒါနဘောဓဝန္တာစရိယပိတကတ်တို့ဖြစ်ပါသည်အဘိဓမ္မာပိတကတ်ဟူသည်ဓမ္မတေကနိဝေပင်ဓာတုကရပုဂ္ဂလပညာကတဝုတ္တယမိုက်ပထံဘောဓမြတ်စွာဘုရားရှင်သည်တတ္တမမြောက်ဝါဘောတာဝရေသာနတ်ပြည်တွင်ဝါကတ်တော်မူပြီးမေတော်မိနေတာအမှုထရေအဘိဓမ္မာတရားတော်ကိုဟောကြားတော်မူခဲ့သည် ထို့သောဟောကြားစဉ် နေကြံဆန်းကချိန်တဲ့လက်ပြည်တဲ့နိမိတရုပ်ပေါ်ကိုကိုစားဟောကြားစေပြီးမြောက်ကျွန်းဥဒရကုရုသောဆန်းကကြတော်မူပါသည်ထို့နောက်အနောတ္တအိုင်၌ဆန်းဖောင်းပြတော်မူပြီးလက်ရရန်အကတဘကရှင်သာရိပုတ္တရာမထေရဗိဒ္ဓမာတရားတော်ကိုအချင်းချင်းဟောကြားတော်မူပါသည်ရှင်သာရိပုတ္တရာသည်ပညာရဏဣတရေရသည်အာလျောစွာ ဘုရားရှင်ဟောကြားတော်တရားအကျင့်ကို အကျက်သိမြင်တော်မူလေပြီးလင်းတို့သံဃာရဖြစ်ခဲ့ဘူးသောတပည့်ယဟန်တော်များအိုးပြန်လည်ပုတ်ချခဲ့သည်လူပြည့်ရှိအဘိဓမ္မာပြည့်ခဲ့သည်အရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကိုရောမြတ်ဟောကြားပုတ်ချခဲ့သောပြည့်ခဲ့ဖြစ်သည်အဘိဓမ္မာသည်တတလောကဩဃာတလောကသင်္ခါရလောကဥစွာသောလောကသုံးပါးနှင့်နိဗ္ဗာန်အကြောင်းအရာများကိုပရမတ္ထတရား၄ပါးအဖြစ်ခွဲခြားဆက်ပြားကား သဘာဝတရားများကိုဖြစ်စဉ်အတိုင်းအကျွင်းမရှိ ပြည့်စုံသောဟောကြားတော်မူခဲ့သောပရမထဒေသနာတော်ဖြစ်သည်အဘိဓမ္မာဆိုသည်မှာယုံ nant တရားတို့ယုံ nant တရားများကိုဟောကြားရတဲ့ငါလည်းလွယ်သောဝါရများကိုအချင်းမခံပဲအရှိအရှိအတိုင်းအမှန်အမှန်တိုင်းဓမ္မဒိဋ္ဌံကြကြပြန်ဟောပြတော်တရားတော်များကိုအဘိဓမ္မာတရားတော်များဆုစည်းရာ နေရာဖြစ်သည်အဘိဓမ္မာတရားဟောကြားဖို့ဟောကြားနေသောမျိုးရှိသည် ကာကြီးမြတ်စွာဘုရားရှင်ဒါဝရဏနတ်ပြည်တွင်မေတော်မိနတ်သားအောင်မှုထား၍နတ်ပြည်မှာပရိသတ်တို့အကျဉ်းလေးတွင်ဟောကြားတော်မူခြင်းခါဝေစန္ဒကုဏ္ဏတာတော်၌ရှင်သာရိပုတ္တရာအာအကျဉ်းလေးတွင်ဟောကြားတော်မူခြင်းဂါငယ်ဘုရားဟောကြားသောဗိဒ္ဓမတရားကိုရှင်သာရိပုတ္တရာမထေရကမေစိမဒေသကိုယူဆောင်မြင်လိနတဖြစ်ခဲ့ဘူးသောတပည့်ယဟန်900တော်မှာမကြည့်မကြအလယ်လက်နေပြန်ဟောကြားတော်မူခြင်း ဘိဓမ္မဘိဓကနည်းနည်းချင်း၄မျိုးဘိဓမ္မဘိဓကဆိုဒီမှာယောနန်တရားမြတ်ကိုပုဂ္ဂလတ္ထထံအပြင်ဟောပြခြင်းမပြုပဲဓမ္မတ္ထံကြကြဟောပြထားခြင်းဖြစ်ပြီးစကားအစဉ်နည်းနည်းချင်းအနတ္တပိနည်းနည်းချင်းဖောတော်မှုနည်းနည်းချင်းမင်္ဂလာစွာသိချက်နားလည်ရနည်းနည်းချင်းစသောနည်းနည်းချင်းလေးမျိုးနှင့်ပြည့်စုံပါတယ်ပြည့်စုံပါသည် ဤသို့ခက်ခဲနေတဲ့သောဂုံနှင့်ပြည့်စုံမှုကြောင့်ကာလကြာရဲ့ပရိရိသာသနာ껙ပရာတွင်အဘိဓမ္မာပိဋကကဆက်ရွယ်ွယ်လေးမြေဝထကရာဖွင့်ပြတော်မူခြင်းဖြစ်ပါသည်သာသနာ껙ပခြင်းသာသနာ껙ပရာတွင်ပရိရိသာသနာ껙ခြင်းပฏิပတ်ရိသာသနာ껙ခြင်းပရိဝေဒသာသနာ껙ခြင်းယဟန်အတင်껙ခြင်းဓာတ်တော်မွေတော်껙ခြင်းဟူ၍၅မျိုးရှိကြောင်းသံမောဝိနောဒနီအထကရာ ညာနာဝေပင်အဖွင့်၌ပြဆိုထားပါသည်အဘိဓမ္မာပိဋကတွင်လဲပဋ္ဌာန်းကျမ်းကဆက်ရွယ်ကမြူဖွင့်ဆိုသောကြောင့်နိုင်ငံအနှံ့အတ္တမဆက်ပဋ္ဌာန်းရွတ်ဆိုပွဲများကျမ်းမာခြင်းများကို တွေ့မြင်နိုင်ပါသည်အဘိဓမ္မာခုနှစ်ကျမ်းအဘိဓမ္မာတရားတော်ကိုဟောကြားပုံဤအရာကျမ်းခုနှစ်ကျမ်းခွဲခြားထားသည်ဓမ္မသင်္ကေတဝေပင်ဓာတုကထာပုဂ္ဂလပညာကထာဝတ္ထရမိုက်ပဋ္ဌာန်းဓမ္မသင်္ကေတပါဠိတော် ဘိဓမ္မပိဋကတော်လာဓမ္မသင်္ကနေပါဠိတော်ဗုဒ္ဓမြတ်စွာက12ရက်တိုင်တိုင်ဟောကြားတော်မူသောဓမ္မတရားသင်္ကနေရတဲ့ချင်းဟူ၍အဘိဓိပယ်ဖွင့်ပါတယ်အဘိဓိပယ်ဖွင့်ပါသည်အရှင်နာရဒမထေရကတရားဓမ္မများကိုအမျိုးအစားခွဲခြားပြခြင်းဟုအနက်ဖွင့်ပြီးဘေခုတတ်ကြလောကပန္နိတကသဘာဝဓမ္မများကိုအချင်းချုပ်ဟောကြားချက်များဟုဖွင့်ဆိုပါသည်ဝေဘင်းပါဠိတော် မြတ်စွာဘုရားကစန္ဒယတနဲ့ဟောကြားတော်မူခဲ့ပါသည်အရှင်နာရဒမတေကတရားကို ခွဲခြံပြတော်ကျင့်ဝင်နဲ့ဖွင့်ပြီးဘေကုသကြလောကပန္နိတက ခွဲခြားစိတ်ဖြာနေဖြင့်အကျတဲဝင်ဟောကြားချက်များဟုဖွင့်ဆိုသည်ယဉ်ကျေးများသည့်ဓမ္မသင်္ကေတကျမ်းနှင့်ဟောကြားပြီးဖြစ်သောတရားများကိုပင်ထက်မှန်ချက်တွင် ခွဲခြံစိတ်ဖြာဟောကြားထားခြင်းဖြစ်သည်ဓမ္မသင်္ကေတကျမ်းနှင့်စုပေါင်းရည်တွယ်သည့်ပရမတ္တတရားများကို ဆက်ရှိပိုင်ခွဲပြီးဤသုံးနည်းဖြင့်အကျယ်ဝေပံပြသည့်ကျမ်းဖြစ်သည်ဤသုံးနည်းမှာတရားနာပုဂ္ဂိုလ်တိုင်းအလယ်တကူနားလည်နိုင်သောတုတ်တံဝေပံဤတုတ်တံတာဘာဇနီယအထတံတရားအထတံတရားနာပုဂ္ဂိုလ်များသာနားလည်နိုင်သောအဘိဓမ္မာဝေပံဤအဘိဓမ္မာဘာဇနီယတရားနာရတဲ့အလွန်ထရသောအမေအဖြစ်ဤပညာပုစ္ဆကနရတို့ဖြစ်ပါသည် ဓာတုကရပါဠိတော်ဆောက်ရတန်တန်ဟောကြားတော်မူခဲ့ပါသည်အရှင်နာရဒမထေရကဓမ္မများကိုဆွနေခြင်းဘေကုတ္တကြလောကပန္နိတကဓာတဘောတို့ဖြင့်ဟောကြားချက်များဟုဖွင့်ဆိုပါသည်ပုဂ္ဂလပညာပါဠိတော်ခொနရတန်တန်ဟောကြားတော်မူခဲ့ပါသည်အရှင်နာရဒမထေရကပုဂ္ဂိုလ်အမျိုးမျိုးကိုတရုတ်ဖို့ခြင်းတရုတ်ဖို့ပြသည့်ကျမ်းဟောနှက်ဖွင့်ပြီး ဘေကုတ္တကြလောကပန္နိတကပုဂ္ဂိုလ်အမျိုးမျိုးပြန်ဟောကြားကြံပြဟုခွဲဆိုပါသည်ကထာဝုထုပါဠိတော်ရှေးရတန်တန်ဟောကြားတော်မူခဲ့ပါသည်အရှင်နာရဒမထေရကဗုဒ္ဓဝါဒနှင့်ပရဝါဒတို့ရှင်းလင်းပြခြင်းကိုအနက်ဖွင့်ပြီးအနက်ဖွင့်အနက်ဖွင့်ဆိုတော်မူပါသည်ရမိုက်ပါဠိတော်အရှင်နာရဒမထေရကအဆောင်လိုက်ပြတော်ကြောင့်အနက်ဖွင့်ပြီးဘေဘေခုတကြလောကပန္နိတကဆုံးတွဲနီးတို့ဖြင့်ဟောကြားကြံကြောဆိုပါသည် ယမိုက်10မျိုးရှိပြီမူလယမိုက်ခန္ဓာယမိုက်အာယတနယမိုက်ဓာတုယမိုက်သစ္စာယမိုက်သင်္ခါရယမိုက်အနုတ္တယယမိုက်စိတ္တယမိုက်ဓမ္မယမိုက်အိန္ဒြေယမိုက်တို့ကိုမုခံအာဒတ်သသင်္ခာနုတ္တယစိတ္တဓမ္မအိန္ဒြေစေတေဟုအတူကောက်မှတ်နိုင်မှတ်သားနိုင်ပါသည်ပဋ္ဌာန်းပါဠိတော်၂၅ရက်တိုင်တန်ဟောကြားတော်မူခဲ့ပါသည်အလွန်ကြည်ပြသောတရားတော် အတိဝိထာရဒေသနာမကြေလွန်မကြံလွန်သောတရားသောနာတိဝိထာရနာတိသင်္ခေပဒေသနာအလွန်ကျင်းသောတရားတော်အတိသင်္ခေပဒေသနာအရှင်နာရရမတေကအကြောင်းကျိုးဆက်နွယ်မှုကိုပြသောကြံ့ကိုဆိုသည်ဘေကုတ္တကြလောကပဏိတက အကြောင်းအမျိုးမျိုးဆက်တို့ဖြင့်အကြောင်းအမျိုးမျိုးဆက်တို့ဖြင့်ဟောကြားကြံ့ကြောက်ဆိုသည် ပိရိကသောမဘာပဋ္ဌာန်းကျမ်းမှာမခြင်းမကျေဖြစ်ပါသည်ပဋ္ဌာန်း24ကျမ်းဆိုသည်မှာကျမ်း၄ကျမ်းဓမ္မဓမ္မနုလောမပဋ္ဌာန်းဓမ္မပစ္စနိယပဋ္ဌာန်းဓမ္မနုလောဓမ္မနုဓမ္မနုလောမပစ္စနိယပဋ္ဌာန်းဓမ္မပစ္စနိယနုလောမပဋ္ဌာန်းတို့ပါဝင်ပြီးတကျမ်းတကျမ်းစီတွင်တိကဒုက္ခဒုက္ခတိကတိကဒုက္ခ တိကတိကဒုက္ခဒုက္ခဟိုရဲ့ចန်းငယ်6ចန်းចန်းငယ်6ဆောင်ဒီပါရွေ24ចန်းတို့24ចန်းတို့မဟုတ်24ပြည့်စုံခေါ်ဆိုကြခြင်းဖြစ်ပါသည်